ဆေးရုံကိုသွားစိတ်ဆူလို့မရဘူးလေဆိုတော့ဒါကျွန်တော်ရုပ်ရှင်နဲ့သင်တန်းနဲ့ခန္ဓာစီခွဲတာပါလေဒါရုပ်ရှင်လည်းမဟုတ်ဘူးလေကလေးတွေဟိုဟွာချစ်ချင်တာမျှဝေးတာသဘောပေါ့ကျွန်တော်ကတော့အလှုပ်ပိုင်းပေါ့ action ပိုင်းကိုကျွန်တော်ကသင်မယ်ကျန်တဲ့လူတွေကတော့ဒီအကြည့်တွေဘာတွေဟဲ့လားတော့တို့သင်ကြမှာနော်အဲ့တော့အခုစနေပါပြီဟိုကတော့စနေကျွန်တော်အလဲတော့မရောက်သေးကျွန်တော်ကနောက်လာမှာအဲ့ဒါကတော့အခုတက်ဒီကျွန်တော်လို့မသိသေးဘူးကျွန်တော်တော့လည်းအဲ့ဒါယူတော့မေးလည်းမမေးချင်ဘူးလေနော် ကိုကစေတနာအကြောင်းသားတွေကိုကျွန်တော်တို့တတ်တဲ့ပညာလေးတွေကိုတတ်တလောက်လေးသင်ပေးမယ်ပေါ့နော်အဲ့ဒါကိုပဲအဓိကထားတော့သူတို့ဘလို့ပေးမယ်ပါဆိုကျွန်တော်တို့အဲ့ဒါတော့မမအဲခရင်ခရင်ဆိုလို့ရှိရင်လေအစင်းကခေါ်လို့ရှိရင်ဆရာကြီးအများကြီးပဲကျောင်းသားကြီးလည်းအများကြီးပေါ့နော်ကျောင်းသား90ရှင်ဆရာ90လောက်ရှိတယ်ပေါ့တော့အဲအခုက၄ရောက်တဲ့ခေါ် အဲကျွန်တော်အဲ့နေရာခေါ်လိုက်တော့ကျွန်တော်သွားတာပေါ့နော်သွားတဲ့ခါကျတော့ကျွန်တော်အပေါ်တက်သွားတာပေါ့ဘယ်သူမှလည်းမတွေ့ဘူးအဲ့ဒါကျွန်တော်မေးကြည့်တော့ဟာဘယ်သူမှလည်းမတွေ့ဘူးမဟုတ်ဘူးလေဆရာလေနာရကအခန်းထဲမှာဟာနာရကအခန်းထဲမှာဒီဆရာတွေနဲ့ဘယ်လိုဆက်မှာလဲမဟုတ်ဘူးလေသူတို့၄ယောက်တည်းဖိတ်တယ်ပေါ့အဲ့ဒါကျွန်တော်ဝင်သွားတာနေရာတဲ့ခါကျတော့လူကြီးတွေကပြောပါတယ်ဥက္ကဋ္ဌလည်းပြောပါတယ်ဒီကောက်တော့ဆရာတွေအများကြီးမတင်တော့ဘူးပေါ့နော်ကျွန်တော်တို့ကကိုပိုင်ကြောင်းရှိတယ်လေကိုပိုင်ကြောင်းရှိတဲ့လူတွေကိုအဓိကထားပြီးသူကဖိတ်ခေါ်တာပေါ့နော်ကိုတူတာကလည်းကိုပိုင်ရှိတယ် ကိုဟင်းဆိုးရှိတယ်ကိုမောင်တီလည်းရှိတယ်ကျွန်တော်လည်းရှိရဆိုတော့အဲ့လေးယောက်ကိုခေါ်ပြီးတော့တောင်းပေးတောင်းနော်တောင်းပေးတော့တခါကျွန်တော်တို့အဲ့မှာတောင်းပေးတော့ကျွန်တော်လေးယောက်ညှိရသေးတယ်ဘာလို့ထတ်နေမှာဆိုလို့လေ तू ကဘာတင်ရဒီပါလဲကျွန်တော်ကတော့အလှုပ်ပိုင်းပေါ့ action ပိုင်းကိုကျွန်တော်ကတင်မယ်ကျန်တဲ့လူတွေကတော့ဒီအချီတွေဘာတွေဟဲ့လားတော့တို့တင်ကြမှာနော်အဲ့တော့အခုစနေပါပြီကိုကတော့စနေကျွန်တော်အလဲတော့မရောက်သေးကျွန်တော်ကနောက်လာမှာတော့အရင်ကတော့ဟိုနာယီကြည့်တင်နေရတယ်။ကျောင်းသားတွေအများကြီးတခါကျတော့အချိန်ပြည့်မှဆိုလို့တယောက်ကိုတင်တော့သူတက်လားမတက်လားလဲမသိဘူးပေါ့နော်။ ီလိုပဲတင်တာအခုကတော့အချိန်လေးရပဲအချိန်လေးရတဲ့ခါကျတော့ကျောင်းသားတယောက်ကိုကျွန်တော်ထိထိရောက်တင်နိုင်မယ်လို့ထင်တာပေါ့နော်ကျောင်းကျွန်တော်မှလည်းကိုပိုင်တင်နှန်းရှိပါတယ်အဲ့ကိုပိုင်တင်နှန်းမှာတော့ကျွန်တော်လူအများကြီးမခုံဘူးဘာလို့လဲဆိုတော့ကျွန်တော်ကလေးကျွန်တော်စီရောက်ရင်တက်စီချင်တာလေဟိုလာတင်ပြီးတက်ပြီးငွေကုန်ကြေးကြခံအချိန်လေးပေးပြီးတော့ဘာသူမတက်ဘူးဆိုရင်အလေကားပဲလေဟုတ်တယ်သူတက်ချင်းတော့လာတယ်သူတက်အောင်ဆိုပြီးတော့ကျွန်တော်လူနည်းနည်းပဲတင်တယ် အခုကတော့ဟိုမှာတော့လူ40လောက်ရှိတယ်ပြောတယ်ပေါ့နော်။အဲရှိတယ်ပြင်မဲ့ဒါပေမဲ့ကျွန်တော်တို့အခုဆို note တွေထုတ်ရအောင်နော်။ကလေးတယောက်ကိုဘလို့နားလဲအောင်သင်ရမလဲဆိုတဲ့ဟာလေးပေါ့။ကျွန်တော်တို့သင်ခဲ့တာတွေကတော့အများကြီးပေါ့နော်။သင်ခဲ့တာတော့အများကြီး။ဒါပေမဲ့ကလေးကိုကျွန်တော်တို့သင်ခဲ့တယ်လို့အရင်သွားသင်လို့မရဘူး။ကျွန်တော်တို့ကနှင်းနဲ့ချီတက်အောင်ပေါ့။အခုက3လပဲဆိုတော့ဟိုတီကလေးတွေထိထိရောက်ရောက်ဖျောက်နားလဲအောင်ကျွန်တော်က note တွေပြန်ထုတ်ရတယ်။ဆရာတွေလည်းစာပြန်ဖတ်ရတော့ပေါ့နော်။အဲ့ဒါကလေးတွေသင်ဆေးရုံတော့စိတ်ဆူလို့မရဘူးလေ။ဆရာဒါ ကျွန်တော်ရုပ်ရှင်နဲ့သင်တန်းနဲ့ခန္ဓာစီခွဲတာပါလေဒါကရုပ်ရှင်လည်းမဟုတ်ဘူးလေကလေးတွေဟိုဟိုချစ်ချင်တာမျှဝေတာတော့ပေါ့ဟိုအားအားမအားဟောပါဘူးအမြဲကျွန်တော်ကခေါ်ခေါ်မခေါ်ခေါ်ဒီကလေးတွေအပြင်မှာတွေ့ရင်လည်းကျွန်တော်တရားကြော်ဆိုတည်တဲ့တော့မလို့လာမေးစရင်ကျွန်တော်ကဆုံးမတယ်ကျွန်တော်ရုပ်ရှင်နဲ့ပတ်သက်လို့ပြောတယ်စူးစမ်းဖို့ပေါ့နော်ရုပ်ရှင်ဆိုတာကြည့်တော့ဒါလွယ်တကန်ကြတော့မလွယ်ဘူးပေါ့နော်အခုဖြစ်နာမည်ကြီးနေတဲ့မင်းသားမင်းသမီးဆိုတော့အခုလို့အခုဖြစ်တဲ့လူတွေမဟုတ်ဘူး နေရာတွေအများကြီးဖြတ်တန်းခဲ့တာကျွန်တော်တို့လည်းဒီ driver ရုပ်ရှင်လောကတွေရောက်ဖို့ဆိုတာအများကြီးဖြတ်တန်းခဲ့ဒါလေးတွေတော့အမြဲတွေ့တော့ဟိုဖိတ်တက်ကြတာအံ့တော့မအံ့ဩပါဘူးဟုတ်ကဲ့ကျွန်တော်ကအခုကျွန်တော်ကကိုယ်ပိုင်သင်တန်းရှိတဲ့အတွက်မလို့ကျွန်တော်တို့သူတို့ချပေးတဲ့ရက်အတီးအကျကိုကျွန်တော်တင်လို့မရအောင်အဲကြောင့်ကျွန်တော်ကဘာတောင်းလိုက်လဲဆိုတော့တောက်ကြော်စနေတနင်္ဂနွေတနင်္လာ၃ရက်ကိုတော့ကျွန်တော်ကိုယ်ပိုင်ကြောင်းရှိတဲ့တော့မလို့ကျွန်တော်မတင်နိုင်တော့ဆိုတော့ကျွန်တော်ကချစင်ပေးတဲ့ဒီဇရားဆွဲပေးတဲ့အချိန်မှာဒီ၃ရက်လှုပ်ပြီးကြံတဲ့ရက်တွေကျွန်တော်သွားတင်ရမှာပေါ့နော်အဲ့တော့ အဲ့ဒါတော့အခုတက်ဒီကျွန်တော်တို့မသိသေးဘူးကျွန်တော်တို့ကလည်းအဲ့ဒါယူတော့မေးလည်းမမေးချင်ဘူးလေနော်ကိုကစေတနာအကြောင်းသားတွေကိုကျွန်တော်တို့တတ်တဲ့ပညာလေးတွေကိုတတ်တလောက်လေးသင်ပေးမယ်ပေါ့နော်အဲ့ဒါကိုပဲအဓိကထားတော့သူတို့ဘလို့ပေးမယ်ပါဆိုကျွန်တော်တို့အဲ့ဒါတော့ဘာမှโอเคကျွန်တော်မပြောတော့ကျွန်တော်လည်းမမေးပါဘူးအဲ့ဒါနော်ဟုတ်ကဲ့ဟုတ်ကဲ့โอเคပါโอเค